ဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့မြတ်စွာဘုရားကိုတတိယပါဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့ဘုဒ္ဓတတိယအေးဓမ္မံတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့မြတ်စွာဘုရားဖော်ထုတ်ပေးတဲ့ဓမ္မယရဏာကိုတတိယပါသံဃံတရဏံကိစ္ဆာမိလို့ဆိုလိုက်တာနဲ့ပရိသတ်ရဲ့အဲ့ဒီဓမ္မတွေကိုမပြောင်းမပြောင်းထိမ့်သိမ့်နေတဲ့စောင့်ရှောက်နေတဲ့သံဃာကိုတတိယပါဘာကိုတတိယမလဲ ေတို့တန်ဃာတော်တွေကလည်းပေတတေယဓမ္မယရဏကိုမပြောင်းမပြဲအောင်စောင့်ရှောက်တယ်ဆိုတာထိုင်ပြီးတော့ဒီတိုင်းငုတ်တို့ကြီး ထိုင်ပြီးတော့စောင့်နေတာမဟုတ်ဘူးတဲ့ဗုဒ္ဓရဲ့ဓမ္မတွေကို ကိုယ်တိုင်လည်းသိအောင်သင်တယ်သင်ပြီးတော့လည်းကျင့်တယ်အဲ့ဒီကိုသိလို့ကိုကျင့်လို့ရတဲ့ဓမ္မယရဏတွေကိုဘာလို့တလဲတက္ကະဓမ္မတွေကိုတစင်းပြန်ပြီးတော့ဟောတယ်ပြောတယ်စောင့်ရှောက်တယ် ဒါကြောင့်မလို့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဗုဒ္ဓဓမ္မသံဃလို့ဆိုတဲ့အဲ့ဒီသုံးခုက ခွဲလို့မရဘူးတဲ့တွဲနေတာဗုဒ္ဓကိုခွဲထုတ်လို့လည်းမရဘူးဓမ္မကိုခွဲထုတ်လို့လည်းမရဘူးသံဃကိုခွဲထုတ်လို့လည်းမရဘူးယရဏသုံးပါးကတွဲရထားရတယ်ယရဏသုံးပါးဘယ်လိုထားလဲအေးယရဏသုံးပါးကိုခွဲထားလို့ဘယ်တော့မှမရဘူးဗုဒ္ဓကလည်းပဲယရဏသုံးပါးကိုပြည့်တတ်ရင်အမြဲတမ်းတွဲလျက်ပဲထားတယ် ဲအဲ့တော့ဘုန်းကြီးတို့ပြည်သားတူတူပြောဆိုဗုဒ္ဓဆိုတာကဘာပုဂ္ဂိုလ်တုံးဆိုရင်ယရဏဖော်တဲ့ပုဂ္ဂိုလ်ဗုဒ္ဓကဘာပုဂ္ဂိုလ်လဲယရဏဖော်တဲ့ပုဂ္ဂိုလ်ပါဗျာဗုဒ္ဓဖော်ထားတဲ့ယရဏကဓမ္မယရဏဘာယရဏလဲအဲ့ဒီဓမ္မယရဏကို မပြောင်းမပြအောင်စောင့်ရှောက်နေတာဘယ်သူလဲဆိုလိုက်ပါဗုဒ္ဓယရဏပွင့်ပေါ်လာယရဏဖော်ဖို့ပါ ဗုဒ္ဓယရဏပွင့်ပေါ်လာယရဏဖော်ဖို့ပါဗုဒ္ဓယရဏပွင့်ပေါ်လာယရဏဖော်ဖို့ပါသုံးပါတရဏဂုံမနပါလားရှေ့ဆုံးမှာထားတာဗုဒ္ဓရှေ့မှာပါလဲအဲ့လမှာထားတာဓမ္မနောက်ဆုံးမှာထားတာတို့မြတ်စွာဘုရားရဲ့တပ္ပညုနဲ့ဉာဏ်ကြီးကိုဘယ်လောက်ချီးကျူးဖို့ကောင်းတော့ဆိုရင် ဗုဒ္ဓကတရဏဂုံသုံးပါးကိုဆင်တဲ့နေရာမှာဓမ္မကို အလယ်မှာသွားထားတယ်ဓမ္မကိုဘယ်မှာထားလဲဓမ္မကိုဘာကြောင့်အလယ်မှာထားတာလို့ဆိုဒီဓမ္မကဗုဒ္ဓကိုလည်းပြန်ထိန်းနေသူကတန်ဃာကိုလည်းပြန်ထိန်းနေအလယ်မှာထားတာဓမ္မတရဏကိစ္ဆာမိကို အလယ်မှာထားတာထားခြင်းလို့ထားတာမဟုတ်ဘူးပြည့်တဲ့ထိန်းမှုလို့ထားတာဘာလို့ကိုထားတာလဲရှင်းကဗုဒ္ဓကိုလည်းပဲပြန်ထိန်းထားတယ်နောက်ကတန်ဃာကိုလည်းပြန်ထိန်းထားတယ် အဲ့တော့ဒီတရားလေးနားလည်အောင်ပြောမယ်ဓမ္မအတိရှိတဲ့ပုဂ္ဂိုလ်ဟာဓမ္မအတိရှိထားတဲ့ပုဂ္ဂိုလ်ဟာရှေ့ကဗုဒ္ဓကိုလည်းသူကကြည်ညိုတယ်။နောက်ကတန်ခါကိုလည်းကြည်ညိုတယ်။ဓမ္မအတိရှိလို့မအတိရှိလို့လဲ။မအတိရှိပါဘူးဗျာ။ဒါကြောင့်ဓမ္မကိုပုံမှန်ထားတာလေ။ရှင်းပါပါဗျာ။ပုံမှန်တစ်ခုထပ်ပေးမယ်။ရည်ရင်းကြီးတစ်ခုပစ်တရာနဲ့တယ်။ရည်ရင်းကြီးဘယ်လောက်နဲ့လဲ။၄၀ အဲ့ဒီပေတရာနဲ့တော့ရေတွင်ကြီးရဲ့ရေအနက်ကိုတိုင်းကြရင်ပြေးတိုင်းပေချိုးဘလောက်နဲ့တိုင်းရမလဲတရာနဲ့တိုင်းရမှာပေါ့ဘလောက်နဲ့တိုင်းရမလဲတရာနဲ့တိုင်းမှာအဆအဆုံးတိမှာပေါ့ဟုတ်တယ်မို့လားပေချိုးလေးအစိတ်လောက်ယူလာပြီးတော့ဟာဒီရွေတွင်ကြီးဘလောက်နဲ့လဲမသိဘူးတိုင်းကြီးအောင်မှာပဲဆိုပေချိုးလေးအစိတ်လောက်ချတော့အစိတ်မဲ့သူတိမှာပေါ့သူမသိတာ85ကြံသေးတယ်ဘလောက်ကြံသေးလဲ ကျန်သေးတယ်တကြောင်ဓမ္မအတိဆိုတာအဲ့ဒီလိုထဲထဲဝင်ဝင်နဲ့နဲ့နဲနဲ့သိမှဗုဒ္ဓကိုလည်းသိချင်ညိုတာနောက်ကတန်ခါကိုလည်းသိချင်ညိုတာတော့ဓမ္မအတိမရှိဘူးဓမ္မအမြင်မချီလင်ဘူးဓမ္မတရားကိုကောင်းစွာသင်မထားဘူးဆိုပြည့်တတ်ရဲ့ဖယားမြည်ရင် तू ကဘယ်လိုထဲလဲအဲ့ဒါအုပ်ပုံကြီးတွေဟောဓမ္မအတိမရှိတော့ဗုဒ္ဓဘုံမှာလည်းအုပ်ပုံလိုမြင်တော့ ဓမ္မအတိမရှိထားတဲ့ပုဂ္ဂိုလ်ကနောက်ကသံဃာကိုလည်းသူဘယ်လိုမျိုးလဲသင်္ကန်းဝတ်တယ်အဲ့ဒါသံဃာမဟုတ်ဘူးတဲ့သူ့မှာဘာလုံနေလို့ဆိုဓမ္မလုံနေလို့ဘာလုံနေလို့လဲရှေ့ကအမေနဲ့သမီးအမေကအလုံးမအားလို့သမီးရဲ့ဖယားဆွမ်းတော်ကလိုက်ပါဟဲ့ဖယားဆွမ်းတော်ကလိုက်ပါဟဲ့တော့သမီးကဒီလောက်လောက်ရှိတဲ့ပကံလေးသေးသေးလေးနဲ့ထမင်းလေးဇွန်းလေးနဲ့တဇွန်းခတ်တဲ့ ခတ်ထည့်ပြီးတော့ပေါက်ပေါက်လေးနှစ်ပွင့်တင်ပြီးတော့ဩဃာသဩဃာသနဲ့ဆွတော်ကတ်အမေကသွားကြည့်ပြီးဟဲ့သမီးနေ့ဖယားဆွတော်ကတ်တာလည်းပကံလေးသေးသေးလေးနဲ့ပေါက်ပေါက်လေးနှစ်ပွင့်တင်ပြီးတော့ညီအေပကံများကြီးနဲ့ကြာကြာနာနာထည့်ပြီးတော့ကပ်ပါလားအမေကအဲ့တော့သမီးကဘာပြန်ပြောတော့ဆိုတော့ပရဲ့တိုင်းအမေရဲ့တဲ့ဖယားကအသက်မှမရှိဘဲနဲ့တခင်မှမစားဘဲနဲ့တဲ့သမီးကပြန်ပြောတာသူကဘယ်လိုမြင်တော့ဆိုဖယားကိုအယုတ်လို့မြင်နေတာ ဖယားကိုဘာလို့မြင်နေတာအယုတ်တော်မှန်တယ်ပရိသတ်ရေသို့တော့ပုံတော်ကိုဂုံတော်ထည့်ရတယ်ပုံတော်ကိုဘာထည့်ရလဲဘုန်းကြီးတို့အိမ်နေကြောင်းနေမှာကိုယ်ပေါ်ထားတဲ့ဖယားအသက်ရှိသလားရှိပါဘူးပုံပဲဘာလဲပရိသတ်ကြောက်စင်းတို့ကြေးစင်းတို့တက်သားစင်းတို့ရုပ်ပုံပချီကဒါပုံနေကြီးပဲဒါတွေပါတယ် သို့တော့အဲ့ဒီပုံထဲမှာဘုန်းကြီးတို့ကဓမ္မအသိရှိတဲ့ပုဂ္ဂိုလ်ကဘာထဲ့လဲဂုံကိုထဲ့တာဘာကိုထဲ့တာအဲ့တော့ဟိုသကလေးကဘာပြန်ပြောလို့သမီးရဲ့အမေကိုအမေတဲ့ဖခင်ကအသက်မှမရှိပဲနဲ့အယုတ်ကြီးပဲတကယ်မှမစားပဲနဲ့ဘာဖြစ်လဲဒါလေးတင်လို့ရောရတာပဲတဲ့ဆိုတော့ဒီအမျိုးသမီးရဲ့တန်တန်မှာဘရေတိုက်ဘာမရှိဘူးလဲဓမ္မမရှိဘူးဘာမရှိဘူးလဲအေးရှိလဲပဲဘရေတာခုနကဘုန်းကြီးပြောသလိုပေါ့ ဒီရည်ရင်းကြီးကပေတရာနဲ့တဲ့ရည်ရင်းကြီးကို तू က25ပဲကျိုးလိုက်နဲ့သွားတိုင်းတော့25ပဲပဲ तू သိမှာပေါ့ဆွမ်းတော်ကရင်ကုသိုလ်ရောက်တာတော့ပဲ तू သိမယ်ဒီထဲမှာဂုံတော်သွင်းရမယ်ဆိုတာ तू သိပါမလားသိပါပါ25ပဲကျိုးနဲ့တိုင်းတော့25ပဲလောက်ပဲသိမှာပေါ့အဲ့တော့ဒီဓမ္မအမြင်ကကြည်လင်မှုအရေးကြီးတယ်ဒါကြောင့်ဓမ္မန္တရဏကိစ္ဆာမိဆိုတာထားကျင်နိုင်ထားတာမဟုတ်ပရိသတ်အလဲကောင်းမှာထားတာရှေ့ကဗုဒ္ဓကိုလည်းထိမ့်မို့လို့ဘာကိုထိမ့်မို့လို့လဲသိပါ ဗုဒ္ဓဘောမှာကြည်ညိုဖို့လို့ဗုဒ္ဓကိုအမြင်ကြည်လင်ဖို့လို့ဗုဒ္ဓရဲ့ကျေးဇူးမြင်ဖို့လို့နောက်ကတန်ခါကိုလည်းပဲဓမ္မကပြန်ထိန်းထားတယ်။တန်ခါအမြင်ကြည်လင်ဖို့လို့တန်ခါကျေးဇူးတည်တတ်ဖို့လို့တန်ခါကိုမြင်တတ်ဖို့လို့တန်ခါကိုကိုးကွယ်တတ်ဖို့လို့ဓမ္မအတိပါတိရဲ့ဓမ္မဘုန်းကြီးတို့ဘကောမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိတယ်။ဘုန်းကြီးမကြမကြပြောဘူးတဲ့။ဟာဒီမှာလည်းတစ်ခါပြောဘူးတဲ့။ထပ်ပြောအောင်မယ်။ ဘုန်းကြီးတို့ဘကုခန္တာဝတိနေပြည်တော်ကြီးကိုထိနန်းစံတာဘကုအစသမလကလည်းဘကုအစဘသူလဲသမလမင်းကြီးထိနန်းစံနောက်တော့နောင်တော်ဝိမလမင်းမိကဒိဗ္ဗမင်းအစကြီးဒီအမင်းမင်းအဆက်ဆက်ထိနန်းစံသွားတာပေးရတဲ့မင်းပေါင်း20မြောက်မင်းဘလောက်လဲအဲ့ဒီ20မြောက်မှာပေးရတာထိနန်းစံတဲ့ဘယင်ကြီးရဲ့နာမည်ကတိတ်တမင်းနဲ့ဗမင်းနဲ့လဲ အဲ့ဒီတိတ်တမင်းကြီးကဘယ်သက်ရင်သူဓမ္မအမြင်ကောင်းစွာမကြည်လင်တော့စံကံရဲ့အကျိုးတရားကိုမယုံကြည်ဘူးကာမတက္ကရသမာဓိတိဉာဏ်ကိုသူကောင်းစွာမသိထားတော့ဓမ္မကသူ့နှလုံးသားထဲကောင်းစွာမထည့်ထားတော့သူဘာလို့တုံးဆိုလို့ရှိရင်သူကဘာတွေကိုယုံတုံးဆိုရင်ဘေဒင်တို့တိုက်ရိုက်ဓာတ်စင်တို့ရရရာခြေတာတို့ကိုတိတ်အစွဲလန်းကြည့်တာအဲ့ဒီမင်းကြီးကအာဘယ်နှမှာဘေဒင်ဆရာတော်တယ်ဆိုသွားခေါ်လာခဲ့ရှင်တန်းတော်နဲ့သူ့တော်လက်တော်များပေးပြီးတော့ဟဲ့ ဘေဒင်ဆရာကြီးငါ့ဇာတာတော်ရှင်းပေးသံဒါဒီလိုလုပ်တာအဲ့ဒီဘုရင်ကြီးကဒါဘကောမှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ပျက်ကြီးတစ်ခုပဲအဲ့ဒါတနေ့တော့ဘုရင်တို့ဘုရင်တည်းဟိုအရှင်အရဟံတို့အနောယထာမင်းတို့ပေါင်းပြီးတော့ပုဂံမသာသနာထွန်းတော့ပုဂံကနေပြီးတော့အကြီးကြီးယဟန်တွေကိုအနောယထာမင်းစောက နှင်လိုက်တော့အကြီးကြီးတွေကပုဂံကနေဘကိုးပြေးလာပုဂံကနေပဲပြေးလာဘကိုးပြေးလာပါဗျာပုဂံမြုပ်လို့ဘကိုးပေါ်ဆိုတာ ထားတဲ့အဲ့ဒီမှာတို့တို့ရောက်လာအောင်ရောက်လာတော့တို့ကဒီတိုင်းပြည်မှာတို့ကိုကြီးညိုဖို့လို့ကိုးကွယ်ဖို့လို့စိတ်ကပ်ဖို့လို့မင်းဟာဘာတို့လဲဘယင်ပဲအဲ့တော့ဒီဘယင်ကြီးကြောင့်တည်းနဲ့ဆန္ဒနာကြီးကြရအောင်ဆိုတော့ဒီဘယင်ကြီးကအဲ့ဒီဘေတင်တို့တိုက်ရိုက်တတ်စင်တို့ရရရာတို့အင်းအိုင်ခလက်မန္တန်လက်ဖွဲ့တိတ်ဝါသနာပါတာဒါနဲ့အကြီးကြီးတွေကတို့တော့အကွက်ကောင်းမိပြီဆိုပြီးတော့ရွှေနန်းတော်ဝင်း ရွှေနန်းတော်ဝင်တော့ဆရာကြီးတို့ဘယ်ကကြွလာလဲအရိမတ္တနပူရပေါက်ကန်နေပြီတော့ကလာပါတယ်မင်းကြီးဆရာကြီးတို့ဘာအတတ်များတတ်ပါတယ်လဲအာဘေတင်များတစ်ဖက်ကန့်ခတ်တတ်တယ်အဲ့ဒါဆိုဘုရားတပည့်တော်ဇာတာဆစ်ဆေးပြီးတော့မူရပါဘုရားဆိုဇာတာလေးထိုးပြီးတော့ဟိုကဇာတာခွင်ကြည့်ပြီးတော့ပပပနဲ့ကောက်ကတွက်ချလိုက်တယ်မင်းကြီးကန်ဇာတာများညှိုးငယ်နေပါတယ်မှန်ပါအမိတ်ရှိပါဘုရားဘယ်လိုဘယ်လိုကန်ဇာတာညှိုးတယ်လဲ မထသင့်သောအယုတ်များထားတဲ့အတွက်ကြောင့်မို့လို့မင်းကြီးအယုတ်ကနေပြီးတော့မင်းကြီးကိုနှမ်းနှိမ်နေတယ်ဆိုတော့ဆရာတို့မြင်ပါသလားမြင်တယ်ဘယ်နားမှာမြုပ်ထားတဲ့အယုတ်လဲဖရာဘသူလာမြုပ်ထားတာလဲပယောဂဆရာများမြုပ်ထားတာလားစုံမြကဝေများကမြုပ်ထားတာလားမဟုတ်ဘူးမင်းကြီးဘယ်မှာတော့မင်းကြီးဘယ်မှာတော့ရှင်တော့ဆိုတော့ နန်းဦးမှာကိုးွယ်ထားတဲ့ဘေးရတဲ့ဗုဒ္ဓရုပ်ွားတော်ကိုလက်ညှိုးထိုးပြအဲ့ဒီအယုတ်ပဲတဲ့မင်းကြီးကိုနန်းနေနေတာတဲ့ဆိုတော့ဟိုရှင်မင်းကြီးကပြောတယ်ဓာမြတ်စွာဘုရားရုပ်ွားဆင်းတို့တော်ဘုရားအေးမင်းကြီးမေးမရသေးအောင်မြတ်စွာဘုရားဆိုတာအခုရှိသလားမရှိပါဘူးဘုရားဘယ်မှာတော့ပြိဋိနိဗ္ဗာန်စံမှာပြီဘုရားပြိဋိနိဗ္ဗာန်စံနေပါတယ်ပြောမနေပါနဲ့ဘုရား သေတာမဟုတ်ဘူးလားဟုတ်ပါတယ်ဘုရား ကဲလူသေးရဲ့ပုံကိုထုပြီးတော့နန်းအိုးမှာတင်ပြီးကိုးခဲ့တာလောက်မင်းကြီးရုပ်တာမရှိဘူးဒီအကြီးကြီးတွေကဖယားနဲ့မတည့်အဲ့တော့ဒီဗုဒ္ဓကိုသူကသေသွားတဲ့ပုံကိုရဲ့ရုပ်ထုကိုနန်းအိုးမှာတင်ပြီးတော့ကိုးခဲ့ရင်အဲ့ဒါမင်းကြီးနန်းနေတာပဲမင်းကြီးဘုံကနေတတ်တယ်ဘာလို့ဒီရုပ်ကြီးညတိုင်းရှစ်ခိုးနေတယ်လဲမနေ့တိုင်းရှစ်ခိုးနေတယ်လဲအဲ့ဒီအယုတ်ကမင်းကြီးနန်းနေတာဆိုတော့ ဓမ္မအမြင်မကြည်လင်သားတဲ့ပုဂ္ဂိုလ်ဓမ္မအသိမရှိသားတဲ့ပုဂ္ဂိုလ်ကဘယ်ရည်လဲဟိုမှာသူပြောတိုင်းယုံသွားတာအဲ့ဒါနဲ့ဘယ်လိုလုပ်ရမလဲဘယ်လိုမှမလုပ်နဲ့ဖြည့်စီပြီးဘယ်လိုဖြည့်စီရမလဲဟိုးရေထဲကမျောမလိုက်တေကောင်အယုတ်နှံဦးတင်နှမ်းမိတာမှလေချင်းဆိုပြီးတော့ဘယ်ရည်သားရေမလုပ်တယ်လဲအဲ့ဒီမှာဘဂိုဟန္တာဝတိနေပြီတော်ကြီးယရဏသုံးမှာပျောက်သွားရောဖယားလည်းမရှိတော့ဘူး တရားလည်းမရှိတော့ဘူး။တန်ဃာတွေလည်းတောချောင်းတောင်ချောင်းခေါ်အောင်ပြီးတော့တောထဲတောင်ထဲပုံနေရတယ်။ဒီရှင်မကြီးကတွေ့ရင်သတ်မှာ။ဒီအယုတ်ကိုစပြီးတော့ကိုးကြတာသူတို့တန်ဃာတွေဆိုပြီးတော့တန်ဃာလည်းသူကလည်းမခံတော့။အဲ့တော့ဘကောမှာဘာဖြစ်တယ်လဲအဲ့ဒီဒိဋ္ဌဗယံမင်းလက်ထက်ကတော့မညတိုင်းညတိုင်းတော်လဲသံတွေကြားရတယ်။ငရင်ကိုးချိန်တိတိလှုပ်တယ်။ဘကောမျိုးကြီးမှာလောင်မီးတွေကြတယ်တဲ့ကောင်းငင်မှာအုတ်ကာတွေပြန်တယ်တဲ့ ဥက္ကပြန်နေတဲ့ကောင်းကင်မှာအလင်းတန်းကြီးတွေဘယံပါလမမသိရှူကနဲ့ဆိုတက်သွားလိုက်ဖြတ်ဆိုပြောက်သွားလိုက်အဲ့တော့လူတွေကဘာဖြစ်လဲစိတ်သက်တွေချောက်ချားလာယရဏသုံးမှာပျောက်တဲ့အခါကျတော့တခါတော့ဆောက်တရားမရဖြစ်ပြီးတော့စိတ်သက်တွေချောက်ချားပြီးတော့လူတွေကဘာဖြစ်မလဲမသိဘာဖြစ်မလဲမသိမိကကိုယ်ချင်းလောင်နေတဲ့ငရင်ကကိုယ်ချင်းတီးတီးလှုပ်နေတဲ့ညဉ့်ညံ့ကြလို့ရှိရင်တော်လဲဆန်နေကြတယ်တော်လဲဆန်နေဆိုတာတော်တဲ့ကအော်တဲ့အတန်ကြီးကြီး နဲ့ဘယ်ရောက်အော်နေမှမသိဘူးတန်ကြီးတွေကအဲ့တော့တိုင်းသူပြည်သားတွေဘာဖြစ်လဲစိတ်ဓာတ်တွေ၆ခြားပြီးတော့ညာကြတကားတွေပိတ်အိတ်ဘုရားသာလည်းမဆိုရဲဘုရားဆုံးကျုပ်ပွားဆင်းလို့တော့ဒီလေအကုန်လုံးဘကိုးချောင်းနဲ့ပြချလုံးကုန်ကြီးသုံးနှစ်ကြာသွားတယ်ဘယ်လောက်ကြာလဲသုံးနှစ်ကြာပါတယ်ခင်ဗျာမိုးတွေခေါင်းနဲ့မီးတွေလောင်နေဖြစ်ပုံတွေကဇလက်တော်ဂျွာက မွန်မလေးပရိသတ်တလထောတဲ့သူနာမည်ကအဲ့ဒါဘကိုးချောင်းနဲ့ဆင်းပြီးတော့ရေချိုးကြလာတယ်ရေချိုးတော့ရေငုတ်တော့အောက်မှာခိုးလို့ခိုးလို့နဲ့ဖယားမနှိတော့ထိတ်မှအချွန်နဲ့ခြေတောင်းနဲ့သွားထိုးပြီးအဲ့ဒီတလထောလေးကအောက်ငုံပြီးတော့ဗတ်ဆိုဆွဲတင်တယ်တခါတော့ဖယားရုပ်သွားတော့ဖြစ်တယ်ဟာမြတ်စွာဘုရားရုပ်သွားတော်တွေဒီမိမတွေရုပ်ချိုးတဲ့အောက်ထဲမှာဒုက္ခပဲအမျိုးသမီးတွေတော့ငရေကြီးကုန်တော့မှာပဲမဖြစ်ဘူးဆယ်တင်မှပဲဆိုပြီးတော့သူကဆယ်တင်တော့ ပါလာတဲ့မွန်မလေးတွေကဟတလားတော့အဲ့ဒီလိုမလုံးနဲ့တော့ရှင်မင်းကြီးတတ်လိမ့်မယ်တော့တတ်တသေးသေးပါတယ်လဲသုံးနေရှိပြီဘုရားမဖူပါတာကလည်းသုံးနေရှိနေပြီအဲ့တော့ဘယ်နဲ့လုံးလဲညီတို့ကြောက်ညီတို့မသိနဲ့ငါ့အိမ်ငါသိသွားမယ်ဆိုပြီးတော့တော်တော်တတ်တည်ကောင်းတယ်သာသနာအာဇာနည်သုဘတ္တဒေဝီဆိုတာအဲ့ဒီတရားကိုဘုန်းကြီးတို့ပြေးတိုက်တိရကုဆရာကြီးခေါ်ဘူးတယ်အဲ့ဒါနားထောင်ခြင်းတိတ်ခွေနာမည်လေးမှတ်သွားမေတ္တာမင်းစုဆိုတဲ့တရားထဲမှာ တိရဝဆရာကြီးကအဲ့ဒီဘကိုးရသဝင်ကိုဟောတာတိတ်ခွေနာမည်ကမေတ္တာမင်စုတဲ့မေတ္တာမင်စုတရားခွေထဲမှာရှီ60ဆတခွေလာဆရာကြီးအပြစ်ဟောတာတာအဲ့တရားအဲ့တော့ဓမ္မတို့တို့ပြောစို့ဒီရှင်မင်းကြီးရဲ့ဓမ္မအမြင်မကြည်လင်တော့ဗုဒ္ဓကိုဘယ်လိုသူထင်နေတယ်အယုတ်လို့ထင်တယ်ဗုဒ္ဓကိုဘယ်လိုထင်လဲဒါကြောင့်ဓမ္မတရဏံကိစ္ဆာမိအလဲမထားတာထားချင်နေထားတာမဟုတ်ဘူးရှီကဗုဒ္ဓကိုလည်းကြည်ညိုထအောင်သူကဒီလိုထားပေးခဲ့တာမြတ်စွာဘုရား အဲ့ဒါနဲ့မလို့တော့အိမ်တဲတော့ရေမိုးဘုရားတတ်ပယ်ပြီးတော့မနေ့မို့လေဘုရားရှိခိုးတာဘာပြောကောင်းမလဲဘုရားသာရှင်မင်းဂုံးသွားချောအပြီးစမ်းပါတယ်ဖမ်းလာခဲ့ကောက်ရိုးနဲ့ဖုံဆင်နေပြီးတော့သားတစ်ချက်လုံးအမိတ်အိမ်မော်ကဆင်းလာတဲ့ကတလထောကတရဏဂုံနဲ့ဆင်းတယ်မေတ္တာနဲ့ဆင်းတယ်ရှင်မင်းကြီးတွေအတိကျွယ်တယ်ဟောကမိမ့်မပဲပဲလို့ပရိယတ်တိအတိတို့မှရှိထားတော့အိမ်မော်ကဆင်းတဲ့ကတရဏဂုံရုပ်ပြီးဆင်းလာမေတ္တာပို့ပြီးဆင်းလာ နန်းရင်ပြေရောက်လဲရောက်ကောဘာလို့တလဲတလားတော်လေးမောက်ကုန်လို့ပြီးတော့ကောက်ရိုးလေးအုပ်ဆင်ရင်ကြီးမောင်းထုတ်တယ်လုံးဝမနေမှုပရိသတ်နောက်ပြန်ဆုတ်အကျဉ်းချင်းခါကနင်းတတ်တယ်မသိဘူးအဲ့တော့ဒိဋ္ဌဗယင်ကြီးသွားလျှောက်တယ်မင်းကြီးအမိတ်တော်ရတတ်ပါတယ်မသိပါဘူးဧကနာအဆောင်ကောင်းရှိလိမ့်မယ်လက်ဖွဲ့တွေရှိလိမ့်မယ်အင်းအိုင်တွေရှိလိမ့်မယ်ဒင်းစီကငါတောင်းမှဖြစ်မယ်ဒါလုတ်ပုံလုတ်ပုံပရိသတ်ရဲ့ဒင်းစီကငါတောင်းမှဖြစ်မယ်ခေါ်လာခဲ့ဆိုပြီးတော့တွင်းကြီးတူး ဲ့ဒီတလားတော်လေးကျွန်းထဲမှာထည့်ထည့်ပြီးတော့ကျွန်းထဲခန်းကနေပြီးတော့စောက်တော့ထိုင်ပြီးတန်လေးရဲ့လက်ဘေးမိုးပြီးတော့ပြေးတာတောင်းတာပေးဘာတွေရှိလဲနေရှိမှာအဆောင်ဘယ်ဘုံကြီးပေးထားလဲဘယ်ရသိပေးထားလဲပေးရှိတယ်တလားတော်ကလည်းတွန်းထဲကပေးပေးလို့မရဘူးဘာဖြစ်လို့ပေးလို့မရလဲဟေးရှားကြသားဆိုခန္ဓာကိုယ်တော့ဘာမှမရှိဘူးဘယ်မဲ့လဲအဆောင်အဆောင်ကောင်းရှိတယ်တဲ့နှလုံးသားထဲမှာထည့်ထားတာတဲ့ ဘုမထဲ့ထားတာနဲ့လေဒါကြောင့်ဘုန်းကြီးတို့ရောစတော်ကြီးထုတ်တဲ့သာဝတ္ထုရှိတဲ့ပရိသတ်နှလုံးသားဝယ်ဖျားတည်တဲ့ဗါတဲ့တော့နှလုံးသားဝယ်ဖျားတည်တာပါဗျာပယံဆရာလဲခေါ်ဆရာမလိုဘူးတဲ့အုပ်ဖို့လဲတခြားမှမကုန်ဘူးတဲ့ဗီလာမြေလဲတအိမ်မှမကုန်ဘူးတဲ့ရောစတော်ကြီးကပတ်ဆံလဲမကုန်ဘူးတဲ့ကိုယ်နှလုံးသားမှာဖျားတည်ထားတဲ့နှလုံးသားမှာဗါတရားမှာတဲ့ အေးဗုဒ္ဓဂုံနေရွတ်နေပွားနေရကိုခန္ဓာကိုယ်ကြီးရစေတီအိမ်ကြီးလို့ဖြစ်တဲ့စေတီယကရမိဝပူဇာရကဟောတိဒေသနာတော်မြတ်ဒီလိုရှိပါအဲ့တော့ဒီခန္ဓာအိမ်ထဲမှာဗုဒ္ဓဂုံနေပွားနေရင်ဖျားတည်ထားတာပဲမြေမလိုဘူးဘေးသာလိုသလားကိုယ်နှလုံးသားကစီတီအင်ကြီးဘုရားကုံလေးယွတ်နေဘုရားကုံလေးပွားနေနှစိတ်ထဲမှာဘုရားကုံလေးယွတ်နေပွားနေတာဘုရားတဲ့နေတာအယောင်ရောစတော်ကြီးထုံးတဲ့ဇာဝရှိတဲ့နှလုံးသားဝယ်ဘုရားတဲ့ရောစတော်ကြီးကတော့ဒီလိုမိတ်တော်မူ